ပြည်သူ့ radio တန်တွေကိုနောက်ဆင်ရင်ပြည်သူ့ဘက်ရဲ့တီကရှေးစမ်းမယ်ပြည်သူ့ radio မာနိုင်ငံသူနိုင်ငံသားအပေါင်းလူခွင့်ရေးချိုးဖောက်ခံရမှုတွေနဲ့စည်ရေးပြိပခရိကြားကကင်းဝေးပါစေကြောင်းကျမတို့ People's Radio မြန်မာဖွဲ့သားများမှစုမုံကောင်းတောင်းပေးလိုက်ပါတယ်။အခုချိန်ကစပြီးပြည်ရင်းပြပမှာရှိတဲ့စိတ်ဝင်စားဖွယ်ရာသတင်းကြောင်းရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မင်္ဂလာပါ။ People's Radio မြန်မာရဲ့နေ့စဉ်သတင်းတင်ဆက်မှုစီစဉ်ကနေကြိုဆိုလိုက်ပါတယ်။မလာရှိရင်နေမနေပိုက်တီ People's Radio မြန်မာရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဒီစီစဉ်ကနေနားဆင်ရမယ့်သတင်းကြောင်းရာတွေကတော့ ကျောက်ပြူမျိုးနဲ့ဥကေးရာကိုစစ်ကောက်စီပုတ်ချက်တစ်ပြည့်ရွာလုံးကျောင်းမိလောက်တဲ့တဲ့။ဒဝဲမျိုးမှာပုဂလိကဆေးရုံတုပ်ကူကိုစစ်ကောက်စီပိတ်ခိုက်တဲ့တဲ့နဲ့ပောက်ကောင်းတဲ့ထဲကကြေးရမှာမပောက်ွယ်သေးတဲ့ဘုတ်တလုံးရှိနေတဲ့အတွင်းဒေသခံတွေတိတ်ဆောင်နေတဲ့တဲ့တွေအပြင်နိုင်ငံပြည်ပသတင်းမီဒီယာတွေရဲ့တဲ့ကောင်းချင်းတွေကိုပါနားဆင်ရမှာပဲဖြစ်ပါတယ်။ကျောက်ပြူမျိုးနဲ့ဥကေးရာကိုစစ်ကောက်စီပုတ်ချက်တစ်ပြည့်ရွာလုံးကျောင်းမိလောက်တဲ့ဆိုတဲ့တဲ့ကိုတိတ်ဆက်ပြပါမှာခင်ဗျာ။စစ်ကောက်စီတန်းနဲ့အလခတ်တက်တော်အေအေတို့တိုက်ပွဲပြစ်ထက်နေတဲ့ ကြောက်ဖြူမျိုးနဲ့ဥကွဲရာကိုစစ်ကောက်စီတပ်ကလေကြောင်းမှဒရုန်းဖြင့်ဗိုလ်ကျတိုက်ခိုက်ခဲ့တဲ့အတွက်အနေအများပြားမိလာဆွဆွသွားကြောင်းသိရပါဗျ။မလာချာရင်နေမော်ဒက်တနာရီခတ်တဲ့စစ်ကောက်စီတပ်ကဒရုန်းဖြင့်ဗိုလ်ကျတိုက်ခိုက်ခဲ့တဲ့အတွက်နေအိမ်များမိလာသွားခြင်းဖြစ်ကြောင်းကြောက်ဖြူဒေသခံများကပြောပါဗျ။ဥကွဲကျွေရာမှာအေဂျင်190ကျော်ခန့်ရှိပြီးတရ40ခန့်မှာမိလာဆွဆွသွားကြောင်းသိရပါဗျ။ဥကေကျေဟာဒညဝေဒီရေတပ်ထဏာချုပ်နဲ့တုံမခတ်ကွာဝေးရဲ့ရှိနေခြင်းဖြစ်ပါတယ်စစ်ကောက်စီတန်းနေပြီးစစ်တွင်မျိုးနံဝါဘူကျေရောက်ကိုလည်း မလာ6ရက်နေ့နန်နေရှင်းနာယီတွင်ဒရုတ်ဖြင့်ဗိုလ်ချဲ့ခဲ့တဲ့အတွက်နေ30ခန်းမိလတ်သွားကြောင်းသိရပါဗျ။စစ်ကောက်စီတန်းနဲ့အလခက်တပ်တော်တို့မှကြောက်ဖြူတွေတိုက်ပွဲပြစ်ထန်နေပြီးစစ်ကောက်စီအနေဖြင့်ကြောက်ဖြူတွေလက်နေကြီးများဖြင့်ရတပ်ပိတ်ခန့်ခြင်းဒရုန်းများဖြင့်ဗိုလ်ကြက်တိုက်ခိုက်မှုတွေအားရှစ်တိုက်လှုပ်ဆောင်နေကြလဲသိရပါတယ်။ဒဝဲမြို့မှာပုဂလိကဆေးရုံတုပ်ခုကိုစစ်ကောက်စီတပ်ကပိတ်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။တနင်္လာနေ့တိုက်တိုက်ဒေသကြီးဒဝဲမြို့ပေါ်မှာပုဂလိကဆေးရုံတုပ်ခုကို စစ်ကောက်စီတပ်ကပိတ်ခိုက်တယ်လို့ဒိုဝဲမျိုးခန့်တွေနဲ့ဆေးရုံနဲ့နှိဆက်သူတွေစီကနေသိရပါဗျ။စစ်ကောက်စီတပ်ကပိတ်ခိုက်ထားတဲ့ဆေးရုံတွေကတော့ဒိုဝဲမျိုးရှိကမြော့ကေလန်ကမန်ဒီလန်ဆေးရုံမြို့တဲလီလက်ထိတ်ကဆာဒိုဝါဆေးရုံနဲ့အေးဆေးရုံတို့ဖြစ်တယ်လို့သိရပါဗျ။မန်ဒီလန်ဆေးရုံကတော့အကြီးစားပြင်ဆင်တာနဲ့ဝါထန်းတွေကိုတည်တံပိတ်တာတွေကိုလှုပ်ဆောင်မှဖြစ်တာကြောင့်ဆေးရုံကိုမလာကနေ AB လက်ကုတ်တဲ့အထိနလပိတ်သားမှဖြစ်တယ်လို့ဆေးရုံဝါထန်းတို့ကဆိုပါတယ်။မြို့တဲလီလက်ထိတ်ကဆာဒိုဝါဆေးရုံကိုလည်းစစ်ကောက်စီတပ်က ဆေးရုံတွေလိုအပ်တဲ့အထောက်အထားတွေပြည်စုံမှလုပ်ငန်းကိုပြန်လည်လုပ်ကိုင်ဖို့ညွှန်ကြားလာတာဖြစ်တယ်လို့ဆေးရုံနဲ့နေဆက်သူတူကပြောပါတယ်။အေးဆေးရုံကိုတော့ဆေးရုံတွေပြင်ဆင်မှုတွေလှုပ်ဆောင်နေတာကြောင့်လူနာလင်းခန့်ကြောင်းကိုကြီးညာထားပါတယ်။မက်ဒီလန်ဆေးရုံကိုတော့မန်လာတရင်နေ့မှာပြတ်ဖွဲ့မယ်လို့သိရပြီးဆွာဒိုဝါနဲ့အေးဆေးရုံတွေကတော့ရေကတာမရှိပြိနေတယ်လို့သိရပါတယ်။အခုလုံးပုဂ္ဂလိကဆေးရုံတွေကိုစစ်ကောက်စီတပ်ကပိတ်ခန်းတာဟာဆေးရုံတွေမှာ CDN shower တွေနဲ့အတူနာပြူးတွေကိုခတ်ထားတာကြောင့်ပိတ်ခတ်တာဖြစ်နေတယ်လို့မြို့ခံတွေကပြောဆိုနေကြပါတယ်။ ဆွေရုပ်တွေကိုပိတ်ခိုင်းတာကြောင့်ဒေသခံတွေအနေနဲ့နာမကျဖြစ်တဲ့အချိန်ခက်ခဲတွေနဲ့ရင်ဆိုင်နေရပြီးတခြားဆွေရုပ်တွေမှာပျောက်ပြီးကုသမှုခံယူနေရတယ်လို့ဒဝံမျိုးခတ်တူကပြောပါတယ်။ဒဝံမျိုးပေါ်မှာပုဂ္ဂလိကဆွေရုပ်၅ခုရှိပြီးအခုလေးရှိအချိန်မှာတော့မြစ်မှုဦးဆွေရုပ်နဲ့ချမ်းမြစ်ဆွေရုပ်တွေသာဖွဲ့လှစ်ထားပါတယ်။စကောက်စီတပ်တွေဟာ2025ခုနှစ်ဖေဖော်ဝါရီလလောက်ကစပြီးမန္တလေးနဲ့ရခိုင်မှာရှိတဲ့ပုဂ္ဂလိကဆေးရုံဆက်ကုထင်မင်းနယ်ကိုပိတ်ခိုက်ခဲ့တယ်လို့ဒေသတွေတရေမြစ်တွေကသိရပါဗျာ။ ပေါကောင်းတဲ့တွေကကျေးရမှာမပေါက်ကွယ်သေးတဲ့ဘုဒ္ဓလောရှိနေတဲ့အတွက်ဒေသခံတွေတိတ်ဆောင်နေကြရတဲ့တဲ့ကိုတိတ်ဆက်ပြပါမယ်ခင်ဗျာပဲခူးတိုင်း PKI ပေါကောင်းမျိုးနဲ့တဲ့ကျေးရတရားမှာမပေါက်ကွယ်သေးတဲ့ဘုဒ္ဓလောရှိနေတဲ့အတွက်ဒေသခံတွေတိတ်ဆောင်နေကြရပါတယ်မလ၄ရက်နေ့ည7:00နာရီလမှာပေါကောင်းမျိုးခါလာရ90တောတက်ကနေ67မမလက်နေကြီး67လောဝတ်ကျင်နဲ့ပိကက်ခက်ရတန်းနဲ့နမိုင်ကျော်လာဝေးတဲ့ရက်သိရတဲ့ကိုနှလုံးကြားပေါက်ကွယ်သွားပြီးတလုံးကတော့ပေါက်ကွယ်သားကကြံတလုံးကတော့မပေါက်ကွယ်သေးပဲရှိနေတည်တယ်လို့ဆိုပါတယ် ောက်ွယ်ထားတယ်လက်နေကြီးတလုံးကတော့ကိုပါကျန်နဲ့မနေနေဝေတို့ရဲ့အချက်ဝဲထမ်းမှကြတဲ့အတွက်လူတိခိုက်သိဆုတာမျိုးမရှိသလိုနေအိမ်တွေကြီးကြီးမားမားပြည့်စည်တာမျိုးလည်းမရှိသေးပေမဲ့နေအတော်လောက်ခံအနှံ့ငယ်ထိခိုက်ပြည့်စည်သွားပါတယ်စစ်ကောက်စီတပ်သားတွေဟာညတိုင်းလူလူပောက်ကောင်းတဲ့ရှေ့ဖေးချက်ကကြေးရည်ဖေးကိုလက်နေကြီးနဲ့ပြခတ်တာမျိုးတွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ22ရက်နေ့ကလည်းတဖက်ကန်ကြွေးရကွတ်အုပ်စုကြွေးရအိုက်ဆောက်ကြွေးရနဲ့ဆွေကူရတွေကိုစစ်ကြောထိုးလာတဲ့စစ်ကောက်စီတပ်သားတွေဟာ ကျေးရည်တဲကနေပြတ်ထွက်သွားတဲ့ချိန်ရွာသားတွေရဲ့နေရာတွေကိုဖောက်သွားသလိုဖိုးတန်ရွှေငွေတွေနဲ့အလောက်ကပစ္စည်းတွေကိုလည်းခိုးယူသွားပါသေးတယ်ဒီစီစဉ်ကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးနေတာဖြစ်သလို ်မိဘပြည်သူများအနေဖြင့်အားပေးနားဆင်ဖို့ဖိတ်မှန်တကားပြုရန်ပါတယ်ကျွန်တော်တို့ရဲ့ People Radio မြန်မာကိုနားတော်တော်ရှိသူအားလုံးကိုစိတ်နှပြချမ်းမချက်တာပြီးကမ်ပိန်းပေါင်းမှကဲဝေးနိုင်ကြပါစေခင်ဗျာ People Radio မြန်မာကိုယခုအခါ www.peopleradiomyanmar.co တမကစစ်ပက် Radio Pack ကနေလည်းနားဆင်နိုင်ပါတယ်ခင်ဗျာစစ်ပက် Radio Pack ကို Google Play Store သို့မဟုတ် App Store ကနေ Comment Download ဆိုရနိုင်ကြအောင်တရေကောင်ပွားအပ်လိုက်ပါတယ်ခင်ဗျာ ပြည်သူ့ radio တန်တွေကိုနောက်ဆင်ရင်ပြည်သူ့ပဲ့ရဲ့တီကရှေးဆမ်းမယ်ပြည်သူ့ radio ပြည်သူ့ radio ဟောမှာပြည်သူ